ခုတိဆက်ပေးမယ့်သတင်းကတော့မြန်မာရွှေပြားလုံတာပထမတော့ဧပြီမှာရုရှားနိုင်ငံကိုဆေးလုံးမဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာရွှေပြားလုံတာပထမတော့ကို2025ခုနှစ်ဧပြီလမှာရုရှားကိုဆေးလုံးသွားမှာဖြစ်တယ်လို့အေဂျင်စီတွေကနေသိရပါတယ်။ရုရှားနိုင်ငံရဲ့ကုန်ထုတ်ဆက်မှုလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတွေမှာလောက်ကရာမှာဖြစ်ပြီး၎င်းအတွက်လောက်ကလန်းစာမျှော်ရရှိထားဖြစ်တယ်လို့သိရပါဗျ။ ပထမတော့အနေနဲ့စားလို့ရလုပ်ငန်းခွင်မှာလုတ်ကင်မှုတွန်းမြမအလုပ်သမားတတောင်ခံစစ်လုပ်သားမှဖြစ်ကြောင်းတော်ရလုတ်ကင်လို့တဲ့အလုပ်သမားများဟာအေဂျင်စီဝန်ဆောင်ကဒုမဟောတခြားကုမ္ပဏီစီးတွေကိုပေးဆောင်စရာမလိုဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့ကရုရှားကို MOU လုတ်သားစီလုပ်ဖို့အတွက်နှစ်နိုင်ငံသဘောတူလက်မဲထိုးခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိမှာတော့ပြည်ပလုတ်ကင်အေဂျင်စီများအနေနဲ့ပြည်ပကိုလုတ်သားစီလုပ်မှုကိုရည်နာထားကြောင်း စစ်မှုထမ်းမှုအတွက်အကျုံးဝင်တဲ့အသက်16နှစ်ကနေ35နှစ်အတွင်းမြို့သားများကိုတော့ပြပချက်ကိုပိတ်ထားတယ်လို့လည်းသိရပါရဲ့ချင်းဒီသတင်းမှာလည်းတူတူကပြပို့လာပါဗျာ